ဘယ်ညာကိုပဲဖြစ်ဖြစ်အကောင်းကကနေရှုမြင်တတ်တဲ့အရာတစ်ခုပေါ့အပ္ပိမေစံတခေါ်အရာအရာမှာအကောင်းကကနေကြည့်တယ်ပေါ့အကောင်းကကကြည့်တတ်တဲ့ပုဂ္ဂိုလ်တရားမှာဒေါသကိုခိမ့်နေတာတော့မှန်တယ်ကောင်းတဲ့ကတည်းကတွေ့အဲ့ဒါလည်းပတ်သက်လို့စတိုရီလေးတစ်ခု ပုံမထုတ်လေးတစ်ခုရေးထားတာရှိမိရခံပေါင်းသမားတယောက်အင်ဂျင်ဒရိုင်ဘာတယောက်ရဲ့စာလမ်းလေးတစ်ခုသူကဘယ်တော့ပဲဖြစ်ဖြစ်အကောင်းဘက်ကလည်းတွေးရတယ်။ဘာဖြစ်ဖြစ်အကောင်းဘက်ကလည်းပြောတော့တစ္ဆေတစ်ခုဖြစ်သွားပြီဆိုရင်အကောင်းဘက်ကပြောတော့အဆိုးဘက်ကဘယ်တော့မှမကြည့်ဘူးအကောင်းဘက်ကကြည့်တယ် အဲ့ဒါလို့ကောင်းကင်ကချီးပြီးတော့ပြောနေပြောထားသူနာမည်ကြီးတယ်တနေ့ကျတော့မိရထားတိုက်လို့သူခြေတော့မှဒဏ်ရာအကြီးကျယ်လာဆေးုံတဲ့ဆေးုံရောက်တော့ဘောင်တစ်ဖက်ချရမယ်အနေထားရောက်တကယ်ချင်းတည်းကလာမေးတယ်ဒီလူကတော့ဘယ်တော့မှဆိုသူကအကောင်းပဲကြီးပဲပြောလို့ရှိတယ်ပေါ့ ဘလောက်ဆိုးဆိုးကောင်းမဲ့ကြီးပဲပြောတော့။ဥပမာပဲဆိုတော့ပိုက်ဆံပြောက်သွားတယ်လေ။ငါသိရင်သက်သာတာပေါ့ဆိုတဲ့လူမျိုးပေါ့နော်။ဘာဖြစ်ဖြစ်တစ်ခုဘာဖြစ်ဘယ်လိုမကောင်းတာဖြစ်ဖြစ်သူကအကောင်းဘက်ကတွေးပြီးတော့နေတတ်တဲ့လူတရား။ကဲဒီတဲ့ခါသူအကောင်းဘက်ကတော့တွေးနိုင်တော့မှာမဟုတ်တော့ဘူးတဲ့။ဘာဖြစ်လို့လဲဆိုရင်ဆေးရုံမှာသူခြေတော်တစ်ဖက်ကတော့ဖြတ်ရတော့ မဖြတ်ရင်တက်ရှိမှာမဟုတ်ဘူးဒီလိုခြေတော်တစ်ပဲဖြတ်ဒီခါဘလို့များသူ့ကိုကောင်းမြင်ဖို့မလဲတကယ်ချင်းတွေကဲတကယ်ချင်းမင်းခြေတော်တစ်ပဲဖြတ်မင်းဘလို့များကောင်းပြောလို့လို့ဆိုတယ်သူကဘာပြောတော့ဆိုရင်တကယ်ချင်းတွေငါခဏနဲ့နှစ်ဖက်ဝယ်ရအခုတစ်ဖက်ပဲဝယ်ဖို့လို့တော့တစ်ဖက်ကငါတက်တာသွားပြီလို့ပြောတော့ခြေတော်တစ်ဖက်ဖြတ်လိုက်ရတဲ့အတွက်ခဏတစ်ဖက်တက်တာသွားပြီတဲ့အကောင်းဘက်ကတွေ့တာသူက ဘယ်တော့မှအဆိုးဘက်ကမပြောဘူးအဲ့ဒါအဲ့ဒါဆိုပဲတချို့ကိစ္စတွေမှာသူတော်ကောင်းနေတာတရားဖက်ကူတာအလေးထားပြီးတော့မကောင်းတဲ့စိတ်ထက်မိမိတို့တဏ္ဍာမှာမရောက်ဖယ်ရှားပြစ်တင်ရှိကြတယ်ဗရရားဆရာတော်ဆိုတာမင်းတို့မင်းကြီးလက်ထက်တော့အရာရာမှာတိခဏ်မှု နဲ့ပတ်သက်ပြီးတော့အကောင်းမဲ့ကတွေးပြီးတော့သိခံတဲ့နေရာရှိတယ်။သိခံတဲ့နေရာမှာအကောင်းမြင်တဲ့နေရာမှာနာမည်ကြီးတို့အဲ့ဒီဆရာတော်ကြီးကိုစမ်းညတယ်။ဘယ်တော့ဖြစ်ဖြစ်အကောင်းမျိုးလို့လို့တနေ့ကျတော့ဆုံးကိုပြော့နေချက်တယ်။ပြော့နေအောင်ချက်တယ်။ဘာပြောလို့ဆရာတော်ကြီး။ဟေးဒီနေ့ဆုံးကပြော့။ဘဝရတ္တနာဘောပေါ်ရဲ့။ အကောင်းမဲ့အတွက်အပြောကြတော့အပြစ်မပြောတော့မာရမင်းပြောမလားလို့ဆုံးတော့မာမာချလိုက်တော့အေးဒီနေ့မာမာတောင်းတောင်းနေစားရတော့ကောင်းတယ်ပြောလို့တခါပြောတယ်တရက်ကြတော့တခါစားလေးလေးဆန်းနံအောင်လုပ်ပြီးတော့ချက်ပြီးတော့ကတ်တဲ့အခါကျတော့အေးဒီနေ့ဆန်းနံနေလေးလဲဆိုတော့အစာပိုးချင်တာပေါ့လို့ပြောတယ်ဆန်းနံရမလားလို့စိတ်ကစုံ စာပူမှန်လေးတဲ့ကြောင့်စာပူကြည့်တာဟောတယ်။နောက်ပြည့်ကျတော့စာမပါပဲနဲ့ချက်ပြီးတော့အေးဒီနေ့ရင်ငတ်တတ်တာ။အဲ့ဒါလိုအကောင့်တက်တကြီးပဲတွေးပြီးတော့သူ့စိတ်ကိုသူထိမ့်တိုင်းကြီးကောင်းတဲ့ဘက်ကနေစဉ်းစားအဲ့ဒါသူတော်ကောင်းကြီးရဲ့စိတ်တွေသဘောထားတစ်ခုပဲဒေါသဖြစ်เสียမရှိဘူး။အေးအ ို့မဟုတ်ရင်တဏ္ဍာပုဂ္ဂိုလ်တွေဆိုဟာသမင်းပြော့ပြော့ရမှာရံဖြစ်တယ်။မာမာရမှာရံဖြစ်ပြန်တယ်။သာငံငံရမှာရံဖြစ်ပြန်တယ်။သာပေါ့ပေါ့ရမှာဆိုရံဖြစ်ကြတယ်။ဟုတ်မတည့်ဘူးဆိုလို့ရှိရင်တုံးတဲ့တွေအဆင်မပြေကြ။မရေဆရာတို့သဘောထားလိုက်မယ်ဆိုလို့ရှိရင်ဘာပြဿနာမှမတက်တော့ဘူး။ဒါအကောင်းဘက်ကနေရှုမြင်ပြီးတော့လုပ်တတ်တယ်။သဘောတရား